့အဲတတိယဆုံးဖြော်ရည်ပါတတိယဆုံးဖြော်ရည်အဒီပတ်ဘူကတော့အာတီးဆုံးတီးဆုံးဖြော်ရည်တီးဆုံးဖြော်ရည်ဒါကိုးစားပေါ့နော်1လီတာ1လီတာဆိုတော့ဒါကိုးစားတော့မပြည့်သေးဘူးနည်းနည်းထက်ထက်လိုက်ကိုးစားပေါ့နော်ပြီးလို့ရှိရင်ဒီမှာဒါလက်တစ် acidity ကလက်တစ် acidity ကတစ်စားထဲမှာနှစ်ခုပေါင်း10စားပေါ့ နှစ်ခုပေါင်းဆယ်ဆတ်ဒါဒီကောင်က EM ကိုတွားဖို့အတွက်ပေါ့နော်ဒီကောင်ကတီးဆုံဖြော်ရည်ပြီးတဲ့ခါကျတော့လက်တစ် acid battery အာလိုချင်ပေါ့နော်အဲ့ဒါကိုဒါခဏတော့ကဒီလက်လောက်ကိုကိုးစားပေါ့နော်ကိုးစားတဆပေါ့တီးဆုံဖြော်ရည်ကကိုးစားပြီးတဲ့ခါကျတော့လက်တစ် acid battery ကတဆအထောက်အပြည့်ထဲရတယ်ပူပြည့်ထဲတယ် ်အဲဒီကောင်ကိုတစ်ပတ်လောက်ထားမယ်တစ်ပတ်လောက်ထားပြီးလို့ရှိရင်တစ်ပတ်လောက်ဆိုလို့ရှိရင်အာဒီဘက်ကဒါကျန်တကာရေပေါ့နော်ကျန်တကာရေက1လီတာဒီကောင်1လီတာအာကျန်ကျန်တကာရေက1လီတာပေါ့နော်စားတူပေါ့ဒီကောင်တစ်ပတ်လောက်ထားပြီးဆိုရင်အဲဆိုနှစ်ခုပေါင်းလို့ရှိရင်နှစ်ခုပေါင်းမယ်ပေါင်းပြီးလို့ရှိရင်ဒါ1လီတာခွဲဖြစ်လို့နော်ဒါ1လီတာပေါ့1လီတာခွဲဖြစ်ဒါခက်မှန်ကြီး1လီတာပေါ့ဆိုတော့ဒီကောင်1လီတာ အာဒီတီးဆုံးဖြော်ရည်နဲ့လက်တီအက်ဆစ်ဘတီတီးယားနဲ့ပေါင်းထားတဲ့ဟာ1လီတာ9ရက်ပြည့်လို့ရှိလို့ဆိုရင်ဒီနှစ်ခုရောမယ်ဒီနှစ်ခုရောပြီးလို့ဆိုရင်အာလီတာ20ပုံးတစ်ပုံးမှာအာကျွန်တော်တို့ရေအပြည့်ဖြည့်ပါဘောနော်လီတာ20ပုံးရေပြည့်နဲ့အာဒီကောင်ထည့်ပြီးလို့ဆိုရင်ဒီကောင်ထည့်ပြီးလို့ဆိုရင်ဒီ2လီတာထည့်ပြီးလို့ဆိုရင်ရေ16လီတာပြောပါဦးအဲဆိုလီတာ20ပုံးတစ်ပုံးဆိုရင်အာနောက်တော့9ရက်10ရက်လောက်ထားပြီးလို့ဆိုရင်အဲဆို EM ကျွန်တော်တို့အပြင်ဒါရိုက်ဖြန်းလို့ရပြီအာမြေကြီးကို တုံးလို့ရပြီပေါ့နော်ဒါဒါဆိုရင်ဒါတော့ EM မဖြစ်သေးဘူးပေါ့နော်အခု900လောက်ထားလိုက်ပြီဆိုရင်ကျွန်တော်တို့အာ EM ရပြီပေါ့ဒါ origin ဒါ origin နဲ့ EM ဖြစ်အောင်ကျွန်တော် EM လောက်အောင်ပေါ့